ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay သက်တည်အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြတဲ့နေ့ကိုကြည့်ရမယ်ဆိုရင်တော့ Norway Team က World Cup Qualifier ရဲ့ခြေစပွဲရဲ့နောက်ဆုံးပွဲမှာ Italy ကို5ပြတ်ရှုံးလဲခြေစပွဲအောက်မှာဖြစ်ပေမဲ့အကောင်းဆုံးခြေစွမ်းပြပြီးလေးကိုတခုနဲ့အနိုင်ရရှိသွားတယ်အဲ့ရလက်ကြောင့်ပဲပွဲတိုင်းနိုင်တဲ့ပတ်တန်တဲ့ဒူ Norway က 1998နောက်ပိုင်းပထမဆုံးကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ချစ်စပွဲအောင်ပွဲရရှိသွားတာဖြစ်တယ်။တစ်ဖက်မှာလည်းနမဲချီပိုတူဂီအသင်းကလည်း World Cup Qualify မှာသူတို့ကလည်းနောက်ဆုံးပွဲမှာအာမေးနီးယားကို6-2နဲ့နိုင်ပြီးတော့ချစ်စပွဲအောင်မြင်ခဲ့တာဖြစ်တယ်။ပိုတူဂီသမိုင်းတစ်လျှောက်မှာ6ချိန်မြောက် World Cup Qualify အောင်မြင်ခဲ့တာဖြစ်ပြီးတော့နမဲချိုစူပါစတာ ခရစ်စတီယာနိုရိုနယ်ဒိုက6ချိန်မြောက်ခြေစပွဲအောင်ခဲ့တာဖြစ်တယ်။တစ်ဖက်မှာဆွီဒင်က World Cup Qualify မှာဇက်တိုက်ရှုံးပွဲတွေကြုံတွေ့ခဲ့ပြီးတော့၅ပွဲသလုံးနိုင်ပွဲပျောက်တည်တိုင်အောင်ဆွီဒင်ဟာ Nationally ပြိုင်ပွဲကဒါရလက်ကောင်းထားတဲ့အတွက် Playoff အဆင့်ကိုသွားရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တယ်။တစ်ဖက်မှာဖင်လန်နိုင်ငံစဉ်အသင်းရဲ့ဝါရင်တိုက်စစ်မှုကြီး Timo Pukki ကတော့ဒီနေ့က World Cup Qualify နောက်ဆုံးပွဲပြီး 35နှစ်အရွယ်မှာပဲကစားမဘွားဒါလူဝိစင်အသင်းကနေအပီးတိုင်အနာယူသွားခဲ့ပြီးဖြစ်တယ်။တစ်ချိန်တည်းမှာပဲခီလီယန်အမ်ဘာပေကပြီးခဲ့တဲ့2020ကမ္ဘာဖလားပိုလူပွဲမှာအာဂျင်တီးနားနဲ့မက်ဆီကိုရှုံးပြီးပြီးချင်းမှာပဲကျွန်တော်နဲ့ဟာလန်ကအကောင်းဆုံးစီစဉ်ရှိခဲ့ပေမဲ့ တေဂျာပေါ့မက်ဆီကကဘာဖလားပြိုင်ပွဲကြောင့်ဘာလူတော့စုကိုရမယ်ဆိုတာကိုသူချက်ချင်းသိခဲ့တယ်လို့ဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့အီတလီလူဝေးစီသိရဲ့နီးပြဂက်တူဆိုကတော့နော်ဝေးကိုကိုပြက်ရှုံးသွားတဲ့အတွက်ဘေးတက်တည်နေတူမီဒီယာတွေအားလုံးနဲ့အီတလီအသင်းသားတွေအားလုံးကိုပါတောင်းပန်ခဲ့တယ်။သူတို့အနေနဲ့ပလေးအော့အဆင့်ကို၃ချိန်ဆက်တိုက် ဝကမှာရင်ဆိုင်ရမှာဖြစ်တယ်2018ကဆွီဒင်2022မှာမြောက်မက်ဆီဒိုနီးယားကိုရှုံးတဲ့အတွက်ကြောင့် DJ မှာပလေးအိုကာချစ်ပွဲအောင်ဖို့ထပ်ပြီးချူပန်းရအောင်မှာဖြစ်တယ်နေမာဂျူနီယာကတော့ယာတီကုံမှာဆန်တိုးစ်ကထွက်ပြီးတာနဲ့ အသင်းသစ်ကိုရှာဖွေသွားဖွယ်ရှိတဲ့အထူးသဖြင့်ဇန်နဝါရီကာလမှာစာချုပ်တက်တန်းကုန်ဆုံးမဲ့ဆန်တိုစ်နဲ့ဒီမာကထွက်ခွာသွားဖို့ရှိပြီးဥရောပအသင်းနေပဲဖြစ်ဖြစ်တစ်ဖက်ကအင်တာမိုင်ယာမီပဲဖြစ်ဖြစ်ပြောင်းသွားဖို့သူ့ဘက်ကစိတ်ဝင်စားလျက်ရှိကြောင်းဆိုထားပါတယ်။ရီယယ်မက်ဒရစ်အသင်းရဲ့နောက်ခံလူဒင်းဟော်စင်ကဒဏ်ရာတက်တာလာခြင်းမရှိတဲ့အတွက်ကြောင့်စပိန်ရဲ့ပွဲမှာမပါတော့ဘဲကလပ်ကိုပြန်သွားပါပြီဒီဒီဘက်လာလီကာပွဲပါနိုင်မပါနိုင်ထက်သူ့ရဲ့အခြေအနေကိုကလပ်ဘက်ကထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ကြ ောင်းဆိုပါတယ်ရီယယ်မက်ဒရစ်ကဒါဗီအာလာဘာထွက်မယ်နောက်တစ်ဖက်က အသင်းကောင်းဆောင်ဒန်နီကာဗာဟာထွက်မှာဖြစ်ပြီးတော့အန်တိုနီယိုရူဒီကာလည်းယာတီကုံမှာထွက်မှာဖြစ်တဲ့အတွက်ကြောင့်လက်ရှိမှာဝါဟီကစားမ၃ယောက်လိုရာတီမှာ လက်ခွဲမှာဖြစ်ကြောင်းဆိုထားပါတယ်ဘာဆိုနာသင်းရဲ့တိုက်စစ်မှုလီဝန်ဒေါစကီကတော့နောက်ဆုံးချိန်ထိကလပ်သင်းရဲ့စာချုပ်တစ်ကိုမျှော်လင့်နေစေပါ39နှစ်ရွယ်ရှိတဲ့လီဝန်ဒေါစကီကယာတီကုံမှာစာချုပ်တက်တန်းကိုဆုံးမှာဖြစ်ပေမဲ့သူ့အနေနဲ့ကလပ်သင်းရဲ့စာချုပ်တစ်ကိုမျှော်လင့်ထားတာဖြစ်ပြီးတော့တကယ်လို့တက်တန်းမတိုးခဲ့ရင်တော့ဆော်ဒီနဲ့အခြားကလပ်တွေကိုပြောင်းဖို့ထက်အနားယူသွားပွဲရှိကြောင်းဆိုထားပါတယ်မာကက်စ်ဝက်ရှော့ကိုဘာဆိုနာကအပိသက်ခေါ်ယူဖို့စတင်လှုပ်ရှားပြီးဖြစ်တယ်။မကြာမီမှာ ယူရိုသား30ပတ်ဝန်းကျင်နဲ့သဘောတူညီမှုရဖို့ Rashford ကိုဘာဆိုနာကစတင်စီယုံပြီးတော့လောကလာစာရှော့ချတာနဲ့သူ့ဘက်ကသဘောတူဖို့အဆင်သင့်ဖြစ်တယ်ဆိုပြီးတော့ဒီကူဘက်ကအတည်ပြုထားပါတယ်အာဖရိကအကောင်းဆုံးဘောမဆူရဲ့နောက်ဆုံးအဆင့်၃ရောက်စင်းမှာဗာရစိတ်ဂျမိတ်ရဲ့မော်ရိုကိုနောက်ခံလူဟာကီမီပါတယ်လီဗာပူးရဲ့စူပါစတာမိုဟာမက်ဆာလတ်စ်နဲ့နိုင်ဂျီးရီးယားရဲ့ကာရာဆာရီတိုက်စစ်မှုဖီတာအော်စီမန်တို့စကားရင်၃ရောက်စင်းနဲ့ဝင်လာခဲ့တာပါစီတီစီတန်းက 2026ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာ DD Dishon ထွက်သွားတော့မဲ့ပြင်သစ်အသင်းကနေလွေးစင်အသင်းကိုကင်သွားမှာဖြစ်ကြောင်းဆိုထားပါတယ်2027ပြီးကြတဲ့အခါဒါနီးပြလောကတွေကပျောက်ကွယ်နေတဲ့ဇီဒန်တယောက် ငါးနှစ်ကြာမှပြည်သက်လေဝေးစင်အတင်ကိုကင်တွဲသွားပါလေဖြစ်တဲ့ဘိုင်မြူနစ်အတင်ကသူ့ရဲ့လူငယ်စားမလက်နက်ခါကိုတတ်တန်းထတ်တိုးဖို့လုပ်နေပါတယ်အသက်16နှစ်ပဲရှိတဲ့ဒီစားမလေးကိုဘိုင်ရင်ကကာလာရှီချာစာချုပ်ချုပ်ဆိုပြီးတတ်တန်းထတ်တိုးဖို့ကြိုးပမ်းမယ်လို့ဆိုပါတယ်ဒါရီကာဒိုကာလာဗီယိုရီကအီတလီကမ်ကပြန်လာခဲ့ပြီးနောက်အခုလက်ရှိမှာကြက်ခိုင်မှုပြေးဝမှာဖြစ်တဲ့အတွက်ကြောင့်မြောက်လန်ဒန်ဒါဘီဖြစ်စပါးစ်နဲ့ပွဲကို ပါဝင်နိုင်မှာဖြစ်ကြောင်းအထက်တကအတည်ပြုထားပါတယ်။တစ်ဖက်မှာတော့ Gabriel ကဒဏ်ရာပြသနာကြောင့်မြောက်လန်ဒန်ဒါဘီပွဲကိုလွဲချော်မှာဖြစ်တဲ့ Brazil ရဲ့အသင်းကတူနီရှားနဲ့ကံမဲ့ပွဲကိုဒါ Gabriel ကိုခြံထားခဲ့ပြီးနောက်သူဟာစပါစတဲ့ပွဲကိုလွဲချော်ဖို့ရှိကြောင်းကလပ်ဘက်ကဆူထားပါတယ်။အာစနယ်သင်းကအခုလက်ရှိမှာဖိုင်ယနော့သင်းရဲ့ကွင်းလက်စားမ Quintin Timber ကိုစိတ်ဝင်စားနေရှိတယ်။ Julian Timber ရဲ့ ညီကိုဖြစ်သူဖြစ်ပြီးတော့မြောက်လန်တက်ကလပ်ကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားလေးရှိတာပါလီဗာပူးတင်းကလည်းဒိုမီနစ်ဆပ်စလိုက်ကိုကာလာရှိချာတတန်းထပ်တိုးမှာပါရီယယ်မက်ဒရစ်အပါအဝင်ထိပ်တန်းကလပ်တွေစိတ်ဝင်စားပြီးမန်ချက်စတာစီးတီးပါပါလိုချင်နေတဲ့ဆပ်စလိုက်ကိုလီဗာပူးကတတန်းထပ်တိုးဖို့သဘောတူညီမှု ရရှိဖို့ချိုးပါလျက်ရှိကြောင်းဆိုပါတယ်အခီတီကေကပြင်သစ်မှာပြသတဲ့သူ့ရဲ့ခြေစွမ်းကြောင့်ပဲကလပ်မှာယုံကြည်မှုပိုရနိုင်ပြီးတော့ တေချာပေါက်အကောင်းဆုံးပုံစံကိုပြန်လည်ရရှိမယ်လို့သူကဆိုပါတယ်။လီဗာပူးအသင်းရဲ့တိုက်စစ်မှုအာဆနာအီဆက်တယောက်ချန့်ခိုက်မှုအခြေအနေပြေဝမရှိသေးတဲ့အတွက်ကြောင့်လီဗာပူးနဲ့ဒါမဲ့ပရီးမီးယားလိပွဲစဉ်ကိုပါသူ့အနေနဲ့ထပ်ပြီးဆောင်ဆိုင်ရဖို့ရှိတယ်။ပြည်သက်လေဝင်းချင်းအသင်းရဲ့ကွင်းလေကစားမအာခီလိုချီကိုမူနာကိုအသင်းကနေလက်ရှိမှာထော့တန်ဟော့စပါကခေါ်ဖို့ဆန္ဒရှိနေတယ်။ဒီစားမလေးကိုစပါကကာလာရှီချာစောင့်ကြည့်နေတာဖြစ်ပြီးတော့ မိုနာကိုကလည်းတန်80လောက်ရရင် ရောင်းချသွားဖို့ရှိကြောင်းဆိုပါတယ်အိုင်ဗန်တိုနီကတော့ဟော့စပါရဲ့ကာနာမှုကိုစိတ်ဝင်စားခြင်းမရှိဘူးလို့ အာလီသင်းကကြီးညာခဲ့ပြီးနောက်စပါကအခြားတိုက်စစ်မှုတစ်ယောက်ကိုရှာပုံတော့ဖွင့်သွားမှာဖြစ်ကြောင်းဆိုပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကလည်းသူတို့ရဲ့လူငယ်စားမဆက်ကိုခုနေကိုအငားချမှာပါဒီစားမလေးကိုယူနိုက်တက်ကဇန်နဝါရီကာလမှာပဲပွဲထွက်ခွင့်ကစားခွင့်ရနိုင်ပြီးအသင်းတစ်သင်းကိုအငားချပေးသွားမှာဖြစ်ကြောင်းဆိုပါတယ်မန်ယူနိုက်တက်အသင်းရဲ့နီးပြရူပင်အာမရွန်ကရက်ရှ်ဖို့ကအသင်းနဲ့အနာဂတ်လုံးဝမရှိတော့ကြောင်းနဲ့ ရိုယာတီမာဘာဆိုနာအသင်းနဲ့မပြောင်းဖြစ်ရင်တောင်မှ ကလပ်ဘက်ကသူ့ကိုလက်ခံသွားမှာမဟုတ်ကြောင်းဆိုပါတယ်မန်ချက်စတာယူနိုက်တက်ကကာလိုကက်ဆမီရိုနေရာအရေးရှိအစားထိုးဖို့အတွက်ရီယယ်မက်ဒရစ်ရဲ့ကွင်းလက်ကစားမအိုရလီယိုဒူရှာမန်ဒီကိုချဉ်ကပ်လျက်ရှိတယ်အထူးသဖြင့်ကက်ဆမီရိုကယူနိုက်တက်မှာနောက်တရာတီဆက်ရှိမှာဖြစ်ပေမဲ့ရီယယ်မက်ဒရစ်အသင်းရှိကနေရှွာမန်ဒီကိုယူနိုက်တက်ကခေါ်ဖို့ဆန္ဒရှိနေကြောင်းဆိုထားပါတယ်ချက်စီအသင်းကလည်းအခုလောလောဆယ်မှာသူတို့အသေးအနေနဲ့ဒါဗင်နီရှက်ဂျူနီယာကိုစိတ်ဝင်စားလျက်ရှိကြောင်းသတင်းတွေပေါ်ပြထားတယ်သူတို့ပြည့်အ ်တန်း150လောက်နဲ့ finisher ကိုခေါ်ဖို့ဆန္ဒရှိလို့တစ်ဖက်မှာလည်း Chelsea ကတောင်ပံကစားမတယောက်ကိုစိတ်ဝင်စားစေဖြစ်ကြောင်းဆိုပါတယ် Chelsea တင်းကလာမယ့်ရာသီမှာ Giovanni Quinta ကို Porto Lisbon ကခေါ်ယူနိုင်မှာဖြစ်ပြီးတော့ဒီကစားမလေးတေချာပေါက်ပြောင်းရွှေ့လာမှာဖြစ်ကြောင်း Anzo Marsca ကအတည်ပြုပြီး သူ့ကိုအငားချဖို့မရှိကြောင်းနဲ့သူဟာအသေးရဲ့ကစားသမားဆင်းတဲ့ကိုရောက်လာမှဖြစ်ကြောင်းဆိုပါတယ်။ချက်စီတင်ကအခုနောက်ခံလူပိုတင်ရဲ့ဥစမာနီဒီယာမန်ဒီကိုလည်းချဉ်ကပ်လျက်ရှိတယ်။ဒီစားမားကိုချက်စီကအားနေနေတဲ့ခန်းစီပိုင်းအတွက်အားပြဖို့စိတ်ဝင်စားလျက်ရှိကြောင်းဖော်ပြထားတာပါ။ Manchester City ကလက်ရှိမှာ Leverkusen ကိုအကားပြောင်းပြီးကစားခွင့်မရတဲ့ Claudio Ashraf ကိုပြန်ခေါ်ဖို့စိတ်ဝင်စားလျက်ရှိတယ်။စောင်းရာသီမှာသူ့ရဲ့အခြေအနေကိုထပ်ဆောင်ကြည့်လို့မှာ မထူးခြားရင်တော့ဒီ chart လေးကို ပြန်ခေါ်มาဖြစ်ပြီးတော့ဒီယာတီမာ Champions League နဲ့ Bundesliga မှာမှမိနစ်240သာကစားထားရတာဖြစ်တယ် Manchester City က Newcastle United ရဲ့နောက်ခံလူ Tino Libramento ကိုစိတ်ဝင်စားလေးရှိပါတယ်ပြီးခဲ့တဲ့နွေရာသီတုန်းကချင်းကပ်ခဲ့တဲ့သူ့ကိုညာနောက်ခံလူဘယ်နောက်ခံလူနှစ်နေရာလုံးအတွက်တုံးဖို့ဆန္ဒရှိပြီးတော့ Newcastle ကတန်း80လောက်ထိတတ်မှတ်ပွဲရှိတာပါ မန်ချက်စတာစီးတီးကအခုလက်ရှိမှာရီယယ်မက်ဒရစ်နဲ့အပြိုင်အိုက်ထရန့်ဖရန့်ဖတ်ရဲ့ဘယ်နောက်ခံစားမှာနီသန်နီလ်ဘရောင်းကိုစိတ်ဝင်စားလျက်ရှိတယ်ဒီစားမကဒါလက်ရှိမှာယူရို3တန်းနဲ့ပြီးခဲ့တဲ့နေ့ကမှဝယ်ယူခဲ့တာဖြစ်ပြီးတော့သူတို့ကတော့တန်း40လောက်ရရင်ရောင်းချပွဲရှိကြောင်းဆိုထားပါတယ်ယူကာဆယ်ယူနိုက်တက်အသင်းကလည်းဆယ်တာဗီဂိုအသင်းနဲ့စာချုပ်တက်တန်းကုံဆုံးတော့မဲ့အော်စကာမင်ဂစ်စာကိုလိုချင်လျက်ရှိတယ်အထူးသဖြင့်အသက်35နှစ်အရွယ်ရှိပြီးတော့ယာတီကိုမာယူကာဆယ်နဲ့လမ်းခွဲမဲ့ ဲ့ Fabianian နေရာမှာအစားထိုးချင်တာဖြစ်တဲ့ Oscar Mingiz ကိုယ်တိုင်ကလည်း Premier League ကိုပြောင်းချင်နေတဲ့အတွက် Newcastle အသင်းရဲ့အကလာမှုကိုစိတ်ဝင်စားလျက်ရှိတာပါ ခရစ်စတယ်ပဲလစ်အသင်းကဘိုင်မြူနစ်ရဲ့နောက်ခံစားမဆက်ချဘွေးကိုချဉ်ကပ်လျက်ရှိတယ်ဘိုင်မြူနစ်ရဲ့နောက်ခံသူဒီလာမာကိုကလာဆာရီဂျူဗန်တက်စ်နဲ့မိုနာကိုအသင်းတွေအပြင်လီယွန်နဲ့ဆဗီယာအသင်းတွေကပါခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်တယ် AC မီလန်အသင်းကလည်းသူတို့ရဲ့လူငယ်နောက်ခံစားမထမိုးရီကို၃နှစ်တတန်းထပ်တိုးပါပါ2021ခုနှစ်တုန်းက AC မီလန်အသင်းကိုချယ်ဆီကနေယူရို35တန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့လက်ရှိမှာထမိုးရီကိုမီလန်က ကာလရှိချာစာချုပ်2028ခုနှစ်ထိ၃နှစ်တက်တန်းထပ်တိုးသွားဖို့ရှိတယ်။နာပိုလီသင်းရဲ့နီးပြအန်တိုနီယိုကွန်တီကထွက်ပေါ်နေတဲ့သတင်းတွေရသူအနေနဲ့ထွက်ခွာသွားဖို့ရှိမှာမဟုတ်ကြောင်းနဲ့ရာတီကုန်တီနာပိုလီမှာဆက်ရှိသွားဖို့ရှိတယ်။ဒါလက်ရှိရလဆိုတဲ့ကြောင့်အသင်းပိုင်ရှင်ဖြစ်သူနဲ့စကားပြောဆိုဖို့လိုအပ်တယ်လို့သတင်းတွေထွက်ခဲ့ပေမဲ့နာပိုလီဘက်ကတော့အန်တိုနီယိုကွန်တီကိုယုံကြည်မှုအပြည့်အဝပေးထားဆက်ဖြစ်ပြီးတော့သူ့ကိုရာထူးကထုတ်ပယ်သွားဖို့အစီအစဉ်မရှိကြောင်း ကြင်ညာခဲ့တာလည်းဖြစ်တယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကစားသေးတယ်ပါအားလုံးကျေးဇူးတင်ပါတယ်